ချင်းချင်းတဲတဲဟောပြောဖွယ်ဆရာမင်းလူရဲ့တဘာဝကြာကြာဟာတရတာများမှကောင်းလို့တင်ဆက်ခြင်းပဲဖြစ်ပါရဲ့ရှင်ဤဝတ္ထုကိုဖတ်ရှုခွင့်ပြုပါယံဆရာနှင့်သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရဲ့ရှင်ချင်းချင်းတဲတဲဟောပြောဖွယ်တစားမုံးလာမှာအလူတန်းပေါ်များဆုံးလာပင်ဖြစ်သည်ကတိန်ဘွဲတွေကိုကချင်းချင်းတဲတဲတင်ငန်းတွေအလူခံရတာက မနေမနောပဲအလူတွေဆက်နေတဲ့ဖြင့် လူပစ္စည်းတွေလည်းရစားကောင်းတောက်ပွဲတွေကလည်းမပြတ်ဖုံးပေးရတော့စွစွပြပြဖြစ်လာသည်တစားမုံပြီးတော့နှစ်တော့အဲဒါကတော့တန်ကတော်တွေနဲ့မဆိုင်တော့နှက်တွေအလဲရောက်လာပြီအလဲကြလာပြီဟိုးရှိရှိတုန်းကတော့နှက်ပွဲသဖြင့်တွေချိန်ချိန်တက်တဲ့ကျင်းပကြတဲ့အခါပေါ့အခုတော့တိတ်ခင်မစားတော့နှက်ကနာပွဲတခါလုပ်ဖို့ဆိုတာကငွေသိမ့်ကြီးကုန်ကြခံရတာကိုဒိတ်တန်အောင်လို့ထီပေါက်လို့ စည်းဝါတက်အောင်မစလို့ဟိုဟာတရားဖြစ်လို့ဆိုတော့အကြောင်းပြချက်တွေပေါ်လာမှသာကျင်းပနိုင်ကြတော့သည် ပြိတ္တကလည်းနတ်ကတိုင်းမကြည့်မမော့နိုင်ကြတော့ကိုယ်လုံးနဲ့ကိုရှုံနေကြတာပြီးတော့ရုပ်မြင်တန်ကြားကတရုတ်ဇာလန်တွေတွေကဆွဲဆောင်ထားသဖြင့်နတ်ပွဲကိုစိတ်ဝင်စားမှုရော့လာသည်မြို့ပြသည်လူနေထူထပ်လာသဖြင့်နတ်ကနာပေးဖို့နေရာကလည်းကျုံလာသည်ပတ်ဝန်းကျင်ကိုအနောက်ရက်ဖြစ်လို့ကလည်းမရဒီတော့နတ်ပွဲတွေပါလာသည် တကုံးမရှိတော့လဲနှက်တွေလိုပင်အရက်နှင့်ပသရသောပွဲမျိုးသည်လည်းနေတော်လာမှာပင်ကျင်းပကြသည်စာစိုရောနှင့်အထိမ်မတ်စာပြီးဟောပြောပွဲများပင်ဖြစ်သည်စာရေးဆရာများသည်စီးပွားတက်အောင်မဆာနိုင်ကြသူများမဟုတ်ကြယာရုတုအောင်မြင်းအောင်လုပ်ပေးနိုင်ကြသူများလည်းမဟုတ်ကြတို့တိုင်အောင်သူတို့ကိုတစ်နှစ်တကာစာစိုရောယာလီကြလင်းပင်ကြဖိတ်ကြကျွေးကြတိုက်ကြစာကနာပေးကြတာအံ့ဩကြပင်ဖြစ်သည်တကယ်တော့သူတို့သည်လူကိုမကြည်ပွားစေတော့လဲစိတ်ကိုကြည်ပွားစေသည် လူကိုယာထုတိုးအောင်မလုပ်ပေးနိုင်တော့လဲကိုချင်းတရားကိုယာထုတိုးအောင်လုပ်ပေးနိုင်သည်ဟုထင်မြင်ကြတော့ကြောင့်ဖြစ်နိုင်သည်ခုချိန်မှာဂျာနယ်တွေကလည်းစာပေဟောပြောဝဲသတင်းတွေကိုထက်ထက်ပေးနေတဲ့ဖြင့်ဘယ်မျိုးပါဘယ်သူတွေဟောတယ်ဆိုတာပါလာတတ်သည်ဟောပြောဝဲတွေဖိတ်သူတွေကလည်းလက်ဆောင်တွေပေးကြသည်ခုနောက်ပိုင်းငွေကြီးချီးမြှင့်တာမျိုးတောင်ရှိလာတဲ့ဖြင့်စာရေးစရာတွေဒီလည်းမဆိုးလာဟုဆိုလာသည် တို့ရရင်သူတို့မှဟောပြောပွဲတိုင်းအဆင်ပြေကြသည်တော့မဟုတ်ဟောပြောပွဲအတွေ့အကြုံမရှိသောပြည်သက်နှင့်စီမံခန့်ခွဲမှုမကျွမ်းကျင်သောစီစဉ်သူတို့နှင့်တွေ့ရရင်တော့နည်းနည်းတော့ကတိကအဖြစ်ရတတ်ပါသည်ဒါကိုပြောပြခြင်းသောကြောင့်စကားလန်းခင်းနေရခြင်းပဲဖြစ်ပါသည်ကိုကြီးငွေသည်မနေ့ကတစောင်းတိုင်းမှာမိတော့ပြန်လွတ်တာမှအမြင်ပဲဘွားကြီးထီတဲပေါ်သူ ပြတ်ကြပြီးတဲပါမိဆွဲခဲ့တဲ့ဖြင့်မနေ့ငိမ့်တက်ခဲ့ရသည်သူကတော့ American သမ္မတကလင်တန်တော်ဒုံဝင်းတုံးကာကွယ်ရေးစံတတ်တာမှမင်းတို့တိတ်ခါကြခဲ့ရသေးတာပဲကွာဟုကာကွယ်ပြောကြသေးသည်ဘာပဲဖြစ်ဖြစ်နာမည်ပြက်ခဲ့ရတာတော့အမှန်ပဲဒါကြောင့်ဒီနေ့သတင်းကြွမရောတက်ဆောင်တိုင်းမှာပါကိုကြီးခွေငိန်ကုတ်နေခဲ့ရသည်သူကပွဲလေးလန်းလေးတစ်ခုခုလှုပ်ဖို့ကြံပေးလင်းအာမနစ်ကမိတော့မြန်ကြီးလိုဖြစ်နေပါဦးမယ်ဆိုပြီးသူ့အချံကိုဖယ်ချကြလေသည် တကယ်တော့ဒီလိုရရေးရွာရေးကိစ္စပွဲလန်းတဲ့ပင်ကိစ္စမှာဝါသနာကလည်းပါမှအပင်မန်းကလည်းခံနိုင်မှအားလန့်နေတဲ့သူကလည်းဖြစ်မှလောက်တိုင်းသည်ရက်ွက်ထဲကလူများစုသည်စားဝတ်နေရေးအလင်းမီဖို့ရုံးကန်လှူရှားနေကြရသဖြင့်ဒါမျိုးကိုအာကျုံမှန်တဲ့ဥမဆောင်ခြင်းကြောင့်အထူးသဖြင့်အလူငွေလိုက်ကောက်ရသည့်အလုပ်ကိုရှောင်လို့ကြတော့ကြောင်ဖြစ်သည်ဒီရက်ွက်မှာအလူငွေကောက်ရတာကမလွယ်လတော်တော်မျက်နှာပြောင်းမှရသည်ရက်ွက်ထဲကလူများသည်ငွေကြီးချောင်နေကြသူများမဟုတ်ကြ အလူကန်းလို့ဆိုလိုက်တာနဲ့အရက်သမားကိုကော်ဖီချမ်းတိုက်တယ်လို့တွန့်ကနေဖြစ်သွားတတ်ကြသည်ပြီးတော့ငွေကလေး20စိတ်ထက်ဖို့15မိနစ်လောက်ကြာအောင်ညညူပြနေသေးသည်လောက်တာခိုင်းတာတခုခုအစစ်မပြေဖြစ်သွားလို့ကတော့ထဲ့တဲ့ငွေနဲ့မမျှလောက်အောင်ကိုပဲအပြစ်ပြောချင်တတ်ကြသေးသည်ဒါမျိုးကအရေးထူးမှဖြစ်သည်ကိုကြီးငွေကဒီနေရာမှာတော့တကယ်ကျွမ်းသည် ဟိတ်ဟန်နဲ့ကောင်းသည်ပြောလဲပြောတတ်ဆိုတတ်သည်မျက်နှာလည်းပြောင်းသည်ခက်တာကသူလှုပ်လိုက်ရင်အရာရာနဲ့အကြောင်းအကြောင်းဖြစ်တတ်ခြင်းလောလောဆယ်မှာသူကလည်းအရာကြသလိုဖြစ်နေသည်ဒီတော့တရင်ကျွတ်မာရောတဆောင်တိုင်းမာရောဘာပွဲရမှာမဖြစ်ဟိုဘက်ရိုက်ခွက်ကတော့ကိုးစားကလေးဥဆောင်ပြီးတဆောင်တိုင်းမာခရာအိုကေစတိတ်ရှိုးလှုပ်ဖြစ်သွားသည်ထုံးစံတိုင်းအော်လန်ကြီးကိုဒီဘက်ရိုက်ခွက်ပဲလှည့်ပြီးအကျယ်ကြီးဖွင့်ထားသည် တက်တက်မခံချင်အောင်စခြင်းဖြစ်သည်ဒီဘက်ရက်ခွက်သားတွေမှာတော့မခံချင်မခံတာဖြစ်ကြရသည်ကိုကြီးငွေကဆိုပိုပြီးချိန်မှန်ခဲများဖြစ်သေးသည်ကုစားကလေးဆိုတာကသူ့ဤတိကပြန်ပဲရန်သူတော်ကြီးမဟုတ်လားတို့တိုင်အောင်သူကဘာမှမတုံ့ပြန်နိုင်ထို့တူသူ့ကိုအထင်သေးကြသည်ကိုရက်ခွက်ကလူတွေကိုစိတ်ခုနေသောကြောင့်လဲဘာမှမလှူရှာပဲနေနေခြင်းဖြစ်သည် ဖုန်းဤကကြားသူတဲ့စာလင်စာဖက်များသည်ဟုဆိုနိုင်သည့်အထူးသဖြင့်ဂျာနယ်တွေကိုဖတ်လေရှိသည်မဂ္ဂဇင်းတွေကတော့ငှားကမတက်နိုင်တဲ့ဖြင့်တကတလေမှဖတ်သည်ဂျာနယ်တွေကတော့ဈေးရှိမှနှစ်ပတ်လောက်ကျော်နေသောအဟောင်းတွေကိုတစ်ဆောင်၅ချက်နှင့်လာရောက်တဲ့ဖြင့်တစ်ပတ်တစ်ဆောင်နှစ်ဆောင်တော့ဝယ်ဖတ်ဖြစ်သည်ဂျာနယ်တွေထဲမှာစာပေဟောပြောဝဲတဲ့တွေရသည်ဖြင့်အကျင့်တစ်ခုရသည်သူတို့ရက်ွက်မှာစာပေဟောပြောဝဲလုပ်နေကောင်းမည်အဲ့ဒါသာလို့ဖြစ်သွားရင်အရန်ကောင်းမယ်ကွာငါတို့မြို့နယ်ထဲမှာတစ်ခါမှမလုပ်ဘူးသေးဘူးဟုတ် ပွားကြီးတို့မောင်ဝတို့ပတိတို့ကြောက်ကုန်တို့ညံစိန်တို့ကိုတိုင်မြင်သည်ဖြစ်ပါမလားကွာငါတို့ကဒါမျိုးတွေခါမလို့ဘူးတာမှမဟုတ်ဖဲမတို့တဲစားလွဲချော်ကုန်ရင်ဘလို့ဖြစ်ကုန်မလဲမလွယ်ဘူးဟုပွားကြီးကဆိုရင်သည်ညံစိန်ကဖုံးနေလို့ပင်စားလေးပါလေးဖတ်သူဖြစ်တဲ့ဖြင့်ဒီအကြံကိုလက်ခံလို့သည်တို့တိုင်အောင် ပုတ်ပွေလင်းလင်းမတိုက်တွန်းရဲ့တော်ကြမင်းဥဆောင်ပြီးလောက်ဆိုရင်ခက်မြင်သူကရောင်ချာချာဆိုတော့အမမယွင်ယွင်ဖြစ်မှာကြောက်သည်မောင်ဝကတော့ ငါတော့ဇာတိပါရီသိပ်ဖက်တာမဟုတ်ဘူးကွာဒါမဲ့ဇာတိဆရာတွေကိုတော့သဘောကျတယ်ဘာဖြစ်လို့သဘောကျရလဲဟုကျောကွန်ကမေးတော့အမင်းတို့စဉ်းစားကြည့်လေကွာငါတို့အင်ဇင်းစာပြမှာဖြစ်တာတောင်ခဏခဏမားတယ်သူတို့ကဒီလောက်စာမျက်နှာတွေများကြီးကိုမမအောင်ရေးနေတာချီကျူးစရာပေါ့ကွာငါသာဆိုစိတ်ရှင်ပါမဟုတ်ဘူးအေးကွာမောင်ကပြောတာဟုတ်တယ်ငါတို့ဖြစ်ချင်အဖြစ်ဒီဟောပြောပွဲကိုရအောင်လုပ်စေချင်တယ်ဒါဆိုရင်ဒီမြို့တယ်မှာငါတို့ရက်ွက်က top ဖြစ်သွားပြီ ဟိုဘေးရက်ကတစောင်းတိုင်းမှာကြောထားတဲ့ကိစ္စကိုလည်းပြန်ချပြီးသားဖြစ်သွားမယ်။ပတိကဝင်ထောက်ခံသည်ညံစိန်ကလည်းခုမှအေးဟုတ်တယ်ကွာဟုတန်ရောင်းလိုက်လေသည်။ဟိအောင်ပတိမင်းလုပ်ငန်းရှင်တော့အလုံးဝပို့ထည့်ရမယ်နော်။ဖိုးနီကတတိပေးလေသည်။ရပါတယ်ကွာဒါရက်ရွေးရွေးပဲ။နောက်မှဘာနုကဒီလဂုံကြိုင်ပိုင်းများလို့လို့ဘာလို့လို့မလုပ်နဲ့နော်။အမပတိပါကပတိပါတကူကူလောက်ချင်းမိမနဲ့ပြန်တိုင်မရမယ့်ကောင်မျိုးမဟုတ်ဘူး ဒါကညံစိန်ကိုစောင်းပြောလိုက်ခြင်းဖြစ်သည်နာမည်ထုတ်ပြောခြင်းမရှိတော့လဲညံစိန်ကသူ့ကိုပြောချောင်းသိသည်ထို့ကြောင့်မလုံးကဒါမျိုးတော့နားလဲပါတယ်ကွာဟုတ်မလုံးမလဲပြောသည်ဟင်မိကိုပြောရမယ်သိလို့လားညံစိန်ကပြုံးပြပြတော့ရင်တီးဦးလေကွာဟုဆိုလေသည်ကဲဒါဆိုလဲအားလုံးသဘောတူပြီပေါ့လူကြီးတွေပြောပြီးလောက်ကြဖို့ပဲရှိရတယ်ဖိုးနီကအဆုံးဖြတ်ချက်ချသည်ညံစိန်ကခေါင်းကုပ်ပြီးအတခုတော့ရှိတယ်ကွာငါတို့ကဒါမျိုးလည်းတကောင်းမှမလုပ်ဘူး တိတ်လဲနားမလဲဘူးဆိုတော့တခုခုမှားသွားရင်မကောင်းဘူးလူကြီးတရားကိုဥဆောင်ခိုင်းရင်ကောင်းမှထင်တယ်အေးအဒါတော့ပန်တယ်ခက်တာကလူကြီးတွေကလည်းစာပေကိစ္စကြငါတို့ထက်တောင်မနှိစက်သေးတယ်နော်ကိုကြီးဝင်ရှိသားပဲကွာအာ तू ကလုံးလိုက်ရရနဲ့ចောင်းចောင်းကွာတော့ကြာအာဘာပြောပြောတခြားသူတည်းဆိုင် तू ကနဲ့နဲ့ဆက်ဆက်ရှိသေးတယ်ကွာအနည်းဆုံးချိန်ချင်းတော့ရတာပေါ့ကွာငါတို့ဘာသာဆိုဘယ်ရဆလို့ရမှန်းမသိရတဲ့ဆိုင်တော့တော်သေးတာပေါ့ထို့ကြောင့်ကိုကြီးငွေစီတို့သွားကြလေသည် อืมမင်းတို့စေကူကတော့တော်တော်လေးကောင်းပါတယ်ဒီလိုပွဲမျိုးကလှုပ်လဲလှုပ်တင်တယ်ဒါပေမဲ့ငါကတော့ဒါမျိုးတွေနဲ့ကင်းကင်းနေဖို့ဆုံးဖြတ်ထားပြီပြီဟုတ်ကိုကြီးငွေကပြောလေသည်ဟာဗျာကိုကြီးငွေကလည်းဒါရရေးရွာကြီးပဲဥစ္စာဗျာဖိုးနီကဖြောင်းဖြားလေသည်အေးအဲ့ဒီရရေးရွာကြီးပေါ့ကွာငါကပဲစံလဲတဲ့ဗျာမှမရပဲအပြင်မှခံလို့ရတာပြီးတော့တခုမှကောင်းပြရမဟုတ်ဘူးတွားယူပါတွားယူပါဒီလုပ်တယ်ငါစိတ်နာသွားပြီ မောင်ကမတိတ်ဆိတ်ရှည်သူမဟုတ်ထို့ကြောင့်အဲခင်ဗျာစိတ်နိုင်လဲမလို့ရဲပေါ့ဗျာခင်ဗျာတော်တော်ကြီးကျယ်ဟိအောင်ရီလာသွားမယ်မောင်ကကထရက်သည်ပွားကြီးကလက်ကိုဖမ်းဆွဲ၍အတင်းပြန်ထိုင်ခိုင်းပြီးမိကလည်းလှုပ်ဖြစ်မလို့ရသေးဘူးဒေါသအရင်ထွက်တာပဲဒါမျိုးကစိတ်ရှင်မပေါ်ကဟုပြောရင်မျက်စီကိုတဖက်မှိတ်ပြသည်မောင်ကကလည်းပေဆောင်ပေဆောင်လုပ်နေပတိကဝင်ပြောပြန်သည်ဟုတ်တယ်ကိုကြီးဝေပြောလဲပြောစရာပဲ လူတွေကကိုယ်သာဘာမှမလုပ်တတ်တာလုပ်တတ်တဲ့လူလို့ရင်တဲပြပြောချင်ကြတာ우ပတိစကားကြောင့်ကိုကြီးငွေကနည်းနည်းချင်းတတ်သွားသည်ကျောက်ကလည်းဒီလိုပါကိုကြီးငွေကခုကိစ္စကျွန်တော်တို့ကြီးလုံးလို့မဖြစ်လို့ပါဗျကိုကြီးငွေကဘဝတူတာရှိတော့လုပ်တတ်ခိုင်းတတ်တယ်လीအဲ့ဒါကိုကြီးငွေဥဆောင်ပြီးတော့ကိုကြီးငွေကအင်းဟုစကားစဖို့ပြင်းနေစင်ပါပဲအမေနုတ်ဘာလာလို့ပြန်လာလဲ ဟုမယုံသေးငါတမ်းမြင်မင်းမတိကအိမ်မောတက်လာသည်။အော်ကိုကြီးငွေနဲ့တိုင်းမြင်စရာလေးရှိလို့ပါ။မတိကတခုခုပြောမိပြင်ပြီးမှသူ့ကိုစိုက်ကြည့်နေတော့မောင်မကိုမြင်တဲ့ဖြင့်မပြောတော့ဘဲအတွင်းခန်းသို့ရှာဝင်သွားလေသည်။ဝင်ခန်းဤမှလဲပြီးတော့ဒါပဲနော်ကိုကြီးငွေကျွန်မပြောထားတာမမိနဲ့နော်။အန်ကျိတ်တဲ့ပြင်ပြောသွားလေသည်။ကိုကြီးငွေမှစောစောကကဲ့သို့ဖုတ်တော့ဘဲအကြောင်းအာအာဖြစ်သွား၏။ဖိုးနီကဘလို့လဲကိုကြီးငွေဟူမေးတော့လေတန်ခတ်အုပ်အုပ်ဖြင့်ဟာ ဒီဒီလိုလေးကမင်းမင်းမင်းတို့လုံမဲ့ကိစ္စကိုစိတ်တက်ရေးရအားဖြင့်ထောက်ခံနေဆိုပါတော့ကွာစိတ်တော်တိုင်းကိုမပါဘူးဆိုပါတော့ဇကလုံးကြီးကြီးတွေပြောနေတော့ကိုကြီးငွေကိုပွားကြီးကတစ်ချက်ရှိလာသည် မတီးရေစကားတခွန်းကြောင့်လဲကိုကြီးငွေတွန့်သွားတာကိုရည်ရွယ်၍ဖြစ်သည်ဖိုးနီကပွားကြီးကိုလက်ကုပ်လိုက်ပြီးမှကိုကြီးငွေစဉ်းစားကြည့်အခုကိစ္စကကိုစားကလေးတို့ရက်ွက်ကိုအပြတ်ကြော်တက်နိုင်မဲ့အခွင့်ရင်းတော့ကိုစားကလေးဆိုတော့နာမည်ကိုကြားလိုက်တာနဲ့ ကိုကြီးငွေမျက်လုံးတွေကဝင်းငနဲ့လက်ပြီးဆက်ခနဲ့ကောင်းတောင်လာသည်ထိုစဉ်မှာပင်အတွင်ကမ်းမမတ်တီးဤချောင်းဟန်တန်ကခက်ကြကြထွက်ပေါ်လာသည်ကိုကြီးငွေကမတိမတာတက်ပြင်းချလိုက်ပြီးဒီလိုလောက်ကွာအာချင်းနေရတော့ငါကိုတိုင်းတော့ကြီးကြပ်ဖို့မလွယ်ဘူးကွာဒါမဲ့မိတို့တွေဘာတွေလုပ်ရမလဲဆိုတာ guideline ချပေးမယ်အဲအကြံဉာဏ်တွေလမ်းညွှန်ပေးမယ်ဆိုတော့ကွာအဲဒါဆိုရင်တော့မင်းတို့လက်တွေ့လောက်တဲ့ကအများကြီးအရှင်ပြေသွားပြီပေါ့ကိုကြီးငွေစိတ်ကူးကိုလည်းသဘောကျကြသည် သူကိုယ်တိုင်ဝင်မပါဘူးဆိုတာကိုတနည်းအားဖြင့်တော့လည်းကောင်းသည်ဟုယူဆကြသည်နှုတ်မဆိုတစ်ချိန်လုံးဇကလုံးထွားထွားရင်းနဲ့ဩဇာလိုက်ပေးနေမှာထို့ကြောင့်အခုအစီအစဉ်ကိုပဲလက်ခံလိုက်ကြသည်အမှန်ကတော့ကိုကြီးငွေမှာဒီလိုကိစ္စမျိုးကိုဝင်းပါခြင်းလိုက်တာမှဘောလုံးပွဲအနက်ရနေတော့လောင်းကစားသမားလိုဖြက်ဖြက်လူနေသည် တို့ရရင်မတိကအရင်မရအဖက်မရအလုပ်တွေကိုရတန်းကရက်ဟုရာဇသံပေးထားတာကတကြောင်ရက်ွယ်တဲကသူ့ကိုအထင်သေးသူတွေကိုလည်းစိတ်ကူနေတဲ့ဖြင့်ပညာပေးချင်တာကလည်းတကြောင်ကြောင့်အခုလိုခြေတလန်းစုံနေလာခြင်းဖြစ်သည်အခုစာပေဟောပြောဝဲကိစ္စမှာတော်ရုံတန်ရုံဘဟုသူတာလောင်းနေတော့အစဉ်ပြောင်းလုပ်လို့ရမှာမဟုတ်ဒီခါသူ့ကိုကုညီလာတော့မြင်အခုပဲလာကြရမည်မဟုတ်လားနောက်ပိုင်းကျတော့လူကြီးတွေကပါကြည့်ငွေမင်းကူညီပါအောင်ကွာဟုပြောလာကြရမည်ဒီတော့မှသူ့ပညာကိုထောက်သုံးပြလိုက်မည် လူကြီးတွေကိုယ်တိုင်တောင်းပန်လာရင်မက်သီးလဲခွင့်မပြုဘဲနေလို့ရမှာမဟုတ်တော့ဟုတွေးထားသည်။စာပေဟောပြောဝဲကျင်းပဖို့အတွက်အစည်းအဝေးခေါ်ပြီးဖိုးနီတို့လူကြီးတွေကိုတင်ပြသည်။ဒီလိုမျိုးရှိတိုင်းငွေကြီးအများဆုံးမတည်ပြရသောဥက္ကလာကသူတိချင်တာတွေကိုမေးသည်။ငွေကုန်ကြီးကြများမများဆိုသောကိစ္စ။ဒါနဲ့ကမေးပြရစီဦး။မင်းတို့ဟောပြောဝဲလုပ်မယ်ဆိုတော့စားဝိုင်းနေပါရင်ငှရအောင်မလား။အဲ့ဒါဆိုရင်တော့မဖြစ်ဘူးနော်။စားဝိုင်းငှကကမနေဘူးနော်။အာဥလိယလည်း ဆိုင်ဝင်ကားကြမလို့ပါဘူးဗျ။စားရေးဆရာတွေကဒီတိုင်းဟောကြမှာပါ။ဟင်းဒါဆို၆ကက်ကက်ကြီးနဲ့ပေါ့။တယောက်ကထောက်ပြန်သည်။ဘုန်းကြီးကမဖြစ်နိုင်ပါဘူး။စားရေးဆရာတွေကနိုင်ငံကျော်တွေပဲစိုးစိုးပြေပြေဖြစ်အောင်ဟောကြမှာပါ။ဦးဖိုးပြောကတော့အခုခေတ်စားရေးဆရာတွေကစာဟောပိုင်နိုင်မှမလားကွာ။ဒါမျိုးဆိုတာကတကုံစရာတင်းတို့ခစ်တရားစိန်တို့မှကျွမ်းကျွမ်းကျင်ကျင်ဟောနိုင်ပြောနိုင်တာ။ဦးလေးပြောကတော့လောက်တော့မယ်။အခုဟာကကွက်စိန်ဟောမှာမဟုတ်ဘူး။တရားပွဲလား။ အလူဝိကြောင်တွေကဆိုရင်တော့ဓမ္မဂတိကဥလာသိမရှိတော့ကလေးကဟောနိုင်တဲ့သူမရှိသလောက်ဖြစ်နေပြီမင်းစားရရာကဘလောက်တက်လို့လဲကွာဓမ္မစရိယအောင်လို့လားဥဖို့ပြောကထင်ညာဆွပြောနေတော့သည်ပတိကဝင်၍တရားပွဲမဟုတ်ပါဘူးဗျစာပေဟောပြောဝဲစာပေဟောပြောဝဲစာပေအကြောင်းပြောကြဟောကြမှာစာအကြောင်းပေအကြောင်းဆိုရင်တော့ကောက်ပါတယ်စတေဂျူတို့ဘာတို့တဲ့ဆိုင်တော့ဘုသူတာပူရမှာမို့အကျိုးရှိနိုင်တယ်ဟုရက်ွက်ဩကထာက ဖိုးနီတို့ကိုထောက်ခံသည့်စကားပြောသည်။ဥကလာကလည်းသူနှင့်ဆန္ဒကိုထပ်မေးပြန်သည်။ဇက်စင်တွေဘာတွေဆောက်ရအောင်မလား။ဇက်စင်ကြီးလောက်တော့မလိုပါဘူးဦးလေးရ။စာရေးစရာတွေဟောလို့ရရုံလောက်ပါပဲ။စတိတ်ရှိုးစင်လောက်တောင်ကြီးဖို့မလိုဘူး။ငွေကုန်ကြလည်းတိတ်မများဘူးစင်ခတ်သေးသေးစောက်ဖို့ရဲ့အတန်ချက်ဆက်ငားဖို့ရဲ့ဇာရေးစရာတွေကိုဧကန်ကျွေးမှုဖို့ရဲ့ခီးစေရဲ့ဒီလောက်ပဲကုန်မှာဟမ် ဲ့ဒီစာရေးဆရာတွေကညာကြီးဘလောက်ပေးရမှာလဲအာသူတို့ကငားလိုက်တာမျိုးမဟုတ်ဘူးဗျညာကြီးရလို့မပေးရပါဘူးလက်ဆောင်ပစ္စည်းပေးရင်ရပါတယ်လက်ဆောင်ပစ္စည်းဘာတွေပေးရမှာလဲအကက်ဆက်တို့ပန်ကားတို့စပိန်တို့တီဗီတို့ဆိုမဖြစ်ဘူးအဲ့လောက်ကြီးတော့မဟုတ်ပါဘူးဗျတယောက်ကိုပစိုးကန်းကန်းတစ်ထည်စီလောက်ပေးရပါတယ်အမေတဲစီပေါ်ပါလားဒီလိုရှိတယ်စာရေးဆရာတွေဆိုတာကငွေပေးတိုင်းလဲလိုက်ဟောတာမဟုတ်ဘူးစာဖတ်ပရိသတ်နဲ့ဓာတ်ရိုက်ထိတွေ့ခြင်းနဲ့ဆန်းနာကြောင့်ပါ ။ဦးဖိုးနေကဂျာနယ်တစ်ခုထဲကအင်တာဗျူးမှာစာရေးစရာတက်ပြောခဲ့သည့်စကားကိုအလွတ်ကျက်ထားသည့်အတိုင်းပြန်ပြောလိုက်နေသည်။ဥကလာနေဖြင့်ငွေကုန်ကြေးကြမများဘူးဆိုသည်ကိုစိတ်ဝင်စားသွားသည်။တခြားလူကြီးတွေကလည်းသဘောတူကြသည်။ဤသို့ဖြင့်စာပေဟောပြောပွဲအတွက်ခွင့်ပြုချက်ရသွားလေတော့သည်။လုပ်ငန်းစားလို့ရပြီဖြစ်ကြောင်းကိုကြီးငွေကိုတောက်ပြောတော့သူက အေးဟုတ်ပြီကောင်းတယ်တခုတော့ရှိတယ်နော်ဒါမျိုးဆိုတာရန်တန်လို့လို့မရဘူးစနစ်တကျအဖွဲခွဲတွေ ခွဲပြီးတော့လောက်ရမှာ အဖွဲခွဲရီဟုတ်လားအတိလို့လေရန်ပုံငွေရှာဖွေရေးဆက်ကော်မတီဖိတ်ကြားရေးဆက်ကော်မတီအဲ့ခန့်ကြိုးဆိုရေးဆက်ကော်မတီပြီးတော့အာသူများတွေတော့ဇက်ချက်တူမလုပ်ချင်ပါဘူးဗျာဟုမောင်ဝါကဖြတ်ပြောသည် ကိုကြီးငွေကအထက်စီးဟန်ဖြင့်ပြုံးလိုက်ပြီးမင်းဒါမျိုးရင်နားမမလဲပဲကိုကဆက်ကော်မတီဆိုတာကဆက်တူလောက်တာကိုပြောတာမဟုတ်ဘူးဟိုရင်းကွာအပတေးတို့လူမျိုးပြောတာမလားသူတို့ချက်တဲ့ဟင်းနေရငယ်ုပ်သီးတိတ်ဆက်တာလေပွားကြီးကဝင်ရှုပ်ပြန်သည်ပတေးကဟဲ့ဟောင် ဟဲ့ဟောင်နေရာတကာရှောင်းအောင်နေနေကွာဟုဟန်လေသည်ကိုကြီးငွေကဆက်ကောမဒီဆိုတာကအဖွဲခွဲကိုပြောတာကွာငစိုးစိုးကလေးကဖွဲခွဲလို့ပြောလိုက်ရတဲ့ဥစ္စာဆက်တဲ့ကောမဒီတွေထိုးတဲ့ကောမဒီတွေချက်ပြောနေတယ်မောင်မကထုံစံတိုင်းစိတ်မရှိဖိုးနီကတော့အတီလိုပြကိုကြီးငွေရအကျွန်တော်တို့မှရှိတာကမှဒီလူ၄၅ရလောက်ပဲရှိတာကောမဒီ၆ခွဲနေရရင်အဖွဲတစ်ဖွဲကိုလူတစ်ယောက်ဖြစ်နေမှာပေါ့ဗျအနေနဲ့နဲ့ကြဲကြဲဝမ်းရမှာပေါ့ အခုလိုတစ်ခုလုံးတိုင်းတုံကြီးလျှောက်လိုက်နေရင် အချိန်ရောအလုပ်ရောဝိစ်ဖြစ်ကုန်မှာပေါ့ငါဆိုလိုတာကမင်းတို့အုပ်စုကိုနှစ်ဖွဲ့ဖြစ်ဖြစ်သုံးဖွဲ့ဖြစ်ဖြစ်ခွဲခွဲပြီးတော့တာဝန်နှစ်ခုသုံးခုတွဲယူဒါဆိုတပြိုင်နက်တည်းမှာပဲအလုပ်နှစ်ခုသုံးခုပြီးတာပေါ့ဒါတော့ဟုတ်တယ်ကွဟုတ်ညင်စိန်ကတခုံးဝင်ထောက်ပြီးအခုအရင်ဆုံးဆလုပ်ဖို့ကအလုပ်ငွေကောက်ဖို့ပဲဒီကိစ္စမျိုးကဖိုးနီရဲ့ပတိရဲ့ညင်စိန်ရဲ့အား အာဒီကောင်နဲ့တော့မဖြစ်ဘူးအားနာနေတာနဲ့တပြားမှတော့ရမှာမဟုတ်ဘူးပွိုင်းမင်းလိုက်သွားအင်းကအာဝဇန်းရှင်နေပတိမလိုက်ရင်ပတိကလုပ်ငန်းရှင်နေနဲ့သူကိုယ်တိုင်လူငွေထည့်ရအောင်မှသူလိုက်လို့မကောင်းဘူးသူ့စားကျွန်တော်လိုက်မယ်ဟုမောင်ဝကပြောသည်ပတိကမလို့ပါနဲ့မောင်ဝရဲ့အလူကောက်တယ်ဆိုတာတော်တော်အောက်ကျရတာကပြီးတော့အာပေါအောင်ပြောရတာမင်းစိတ်တို့ပုံနဲ့ဆိုမဖြစ်ပါဘူးကိုကြည့်ငွေကခဏစဉ်းစားပြီးမှကောင်းတယ်မောင်ဝလိုက်သွား မင်းတို့မယုံရင်ကြည့်နေမောင်ဝပိုင်ငွေပို့ရလိမ့်မယ်မောင်ဝမင်းကလည်းတိတ်တော့ဘူးမပြောနဲ့ပေါ့ကွာဟုဆုံးဖြတ်ပေးလိုက်လေသည်ကိုကြီးငွေညွန်ကြားချက်တွေကတိတ်မစိုးလားဟုပြောရမည်သူကအလှငွေထည့်သူတို့၏သဘောတဘာဝမှာကိုရှေ့ထည့်သူဤငွေနှင်းများပေါ်မူတည်ပြီးအတိုးဆုံးရှိတတ်သည်ဟုဆိုသည်ရှေ့ဆုံးကထည့်သူကများလင်နောက်လိုက်တွေကလည်းများတတ်သည်လူတို့၏အထင်သေးမခံလိုသောတဘာဝပင်ဖြစ်သည် ထို့ကြောင့်အများဆုံးမှတည်ငွေထက်မြင့်ဥက္ကလာစီကိုအရင်ဆုံးဝင်လိုက်ကြသည်ဥက္ကလာက၃000ထည့်လိုက်သည်ထိုချက်ကိုကံပြီးပတိတို့ဆိုင်ကိုဝင်သည်ပတိကဟောပြောပဲဖြစ်မြောင်ရေးဖွဲ့ဝင်လဲဖြစ်နေတဲ့ဖြင့်ငွေတထောင်ထည့်ဖို့အစောကြီးကတည်းကသဘောတူပြီးသားသူရရင်ဘာနုတွန့်တုန်နေမှာဆိုတဲ့ဖြင့်ကြိုတင်မသိတယ်လို့လုပ်ပြီးအလူကန်စင်းစာကိုယူကြည့်သည်ဟာဥလေးဥက္ကလာက၃000ဆိုပါလားဘာနုရေအဲသူ့လောက်မဟုတ်တော့တထောင်လောက်ထည့်မှမြေတဘန်းလာမယ်ထင်နေ ဘူပတိကအပိုင်ချိလိုက်တော့ကရင်ဘာနုမမငင်းတာတော့ပဲသဘောတူလိုက်ရသည် သူတို့ကအိမ်တိန်ကိုဝင်ပြီးအလူခံလျင်စီးရင်စာကိုယင်ထိုးပေးလိုက်သည်ထိုကအိမ်ရှင်ကကိုရှေ့ထည့်ထားသောသူကဘယ်လောက်ထည့်တယ်လဲဆိုတာကိုကြည့်ပြီးမပူရင်တောင်ဒန်းတူမတူရင်တောင်တိတ်မရော့အောင်ထည့်ကြသည်သူတို့ကလည်းအများဆုံးရနိုင်သည့်နေရာမှာစာရွေးတပြေးပြေးလျှော့လျှော့သွားရသည်တောင်းတအိမ်မြောက်တအိမ်ဝင်ရသည်ဖြင့်နည်းနည်းပုံပင်မှန်းတော်လဲအလူငွေပိုရတာအမှန်ပဲဖြစ်သည်မတည့်သောအိမ်တအိမ်အပြိုင်ဆိုင်ဖြစ်နေသောအိမ်နှအိမ်ရှေ့ဆိုလျှင်ရှေ့စဉ်နောက်စဉ်ဝင်လျှင် ရှေ့အင်္ဂါ90ဆိုနောက်အင်္ဂါအားကြမခံ60ဖြစ်သွားတတ်သည်တချို့ကလည်းနဲ့အရင်ရှေ့ခြင်းသည်ဒါကလည်းအလူငွေထက်သူတို့ရဲ့သဘာဝတစ်ခုပဲထဲတော့10 20စစ်စင်းမေးမြန်းနေတာက2000 3000ထန်လာဖြစ်နေသည်သူတို့ခင်ဗျာလည်းဒီလိုခါမျိုးကြမှာအပေါ်စီးရပေတာကို အစာပြေဟောပြောပွဲဆိုတာဘာလဲဆိုတာကိုနားမလည်တဲ့ပြင်ရှင်းပြရသည်အချို့ကတော့အကျုပ်တို့ကစာရီဘာတွေလဲတိတ်ဖက်တာမဟုတ်ဘူးစာရေးဆရာတွေဘာတွေပြောတာဟောတာလဲနားမလည်ဘူးလာနာထောင်မှလည်းမဟုတ်ဘူးဆိုပြီးထက်ကျစ်နေပြန်သည်ဤခါကျတော့မောင်ဝကိုထုတ်သွင်းရသည်သူကအခြားသူတွေလိုခရရနေတာမဟုတ်ဘာလဲခင်ဗျားတို့ကရရေးရွာရေးအကျိုးပြုလုပ်ငန်းကြတော့တွန့်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 နဲ့နှလုံးသုံးလုံးထူတာကြောင့်90ဆိုလဲပက်ခနဲ့100ဆိုလဲပက်ခနဲ့ဟုတ်လားဟုတ်ခက်တင်နေပြောမှာ ငွေ20လောက်ထွက်လာတတ်သည်တချို့ကအလုံငွေလေးမဖြစ်စလောက်ထည့်ဖို့ရေးကိုအလုံကံလည်းမကောင်းဘူးအခုတလောက်ကုန်ချရရလည်းများပြီးရင်ခြေတောင်ချီပြီးထည့်လိုက်ရတာစသဖြင့်ညီးပြတာကိုကတောင်ပြန်ပေးခြင်းစိတ်ပေါက်လာလောက်သည်ချို့ကလည်းအစုတ်တကအစုံစုံအနှွမ်းတကအနှွမ်းစုံငွေဆက်ကူကိုတမင်ရွေးပြီးပေးတတ်သည်ထို့ကမောင်ဝကတူတော့ချိုးပေးပါစေဗျဟုပြောတတ်သည် မောင်ဝပါလာတာတခုတော့ကောင်းသည် တော်ယုံတန်ယုံလူကတော့မောင်ဝမျက်နှာကိုမြင်လိုက်တာနဲ့ပဲအင်းရရရရပဲထင်ရမှာပါဆိုတာမျိုးဖြစ်သွားရသည်ဒါကလည်းကိုကြီးငွေကြီးခွက်ကြော်မြင်တတ်မှုတစ်ခုပဲမဟုတ်လားမောင်ဝပါလင်းအလူငွေပိုရလိမ့်မည်ဟုဟောကိန်းထုတ်လိုက်သည်မဟုတ်လားထို့ကြောင့်ကိုကြီးငွေကသူကိုယ်တိုင်ဝင်လို့ရင်သာတလွဲတကျော်ဖြစ်တာကွာအခုလိုအကြံဉာဏ်ပေးုံကြရတဲ့လှုပ်ဖြစ်တာကွာဟုခွက်ရရင်ချီးကျူးကြရသည် ထို့ပြင်ဒီကိစ္စတွေဝင်ကူသဖြင့်ကိုကြီးငွေတို့အိမ်ကိုလည်းအလူငယ်ကွင်းလွတ်ခွင့်ပေးလိုက်တော့ကြောင့်မတိကချင်းနဲ့သွားသည်ဒါကလည်းကိုကြီးငွေအကြံပဲလေစာရေးစရာတွေကိုတော့ဖိတ်ဖို့သာလိုတော့သည်ဒီကိစ္စကြတော့ကိုကြီးငွေကတိတ်နာမလဲ အဆက်အသွယ်ရှာပြီးဖိတ်ရမယ်ကွာဟုသာမေးမယားပြောသည်အဆက်အသွယ်ကဘလူရှာရမှာလဲဟုပြန်ပြီးတော့ဒီလိုပဲစုံစမ်းရမှာပေါ့ဟုရောင်းဝါးဝါဖြစ်သည်တကယ်တော့ကိုကြီးငွေပါဝင်သူတို့အားလုံးအရေးကြီးဆုံးချက်ကိုမေ့နေကြခြင်းဖြစ်သည်စာပေဟောပြောပွဲမှာစာရေးဆရာကအဓိကဖြစ်သည်သူတို့မပါပဲဘာမှလုပ်လို့မရဒါကိုတတိမမူမီပဲအဲ့လိုငွေတွေကအစီအစဉ်တွေလျှောက်လုံးပြီးတော့ဒါတွေအားလုံးကလည်းကိုကြီးငွေပေးသည့်အကြံဉာဏ်တွေအခုတော့သူလည်းဘာဆက်လုပ်ရမှန်းမသိ ကိုကြီးငွေကိုချီကျူးတာကြောသွားသည်သူ၏ထုံးစံတိုင်းအပြားရှူတော့မလို့လို့ဖြစ်နေ၏ကိုကြီးငွေသည်ခေါင်းကုပ်လိုက်မင်းစစ်ပေါ်လိုက်စဉ်းစားလိုက်တစုံတစ်ခုကိုမတဲမကွဲရေရွတ်လိုက်လုံနေသည်မောင်ဝကစိတ်မရှိတော့တောင်လိုလိုမြောက်လိုလိုလုံမနေနဲ့ဗျဘာလို့ရမလဲပြောတခုခုတော့လုံရမယ်ကွာအဒါတော့ခမရပြောမှလားပတိကဝင်၍အခုချိန်ကြာမှတော့နောက်ဆိုလိုမဖြစ်နိုင်တော့ဘူးမဖြစ်ပြန်အောင်လုပ်ရမှာပဲနှုတ်မဆိုကုံတိတ်ခါကြကုန်လိမ့်မယ်အလုံးဝိုင်းစဉ်းစားကြတာပေါ့ ညာစိန်ကတော့တကယ်လို့မလုပ်ဖြစ်ရင်လူငွေထည့်ထားတဲ့သူတွေကိုအားနာစရာကြီးဖြစ်နေတော့မဲဟု တွေးနေလေသည်။ဘာချံညံမှတော့မထုတ်တဲ့ကျောကငါနောက်ဆုံးမတက်တာဟင်းလေဥဖူပြော့ကိုပဲကွက်စိတ်ဟောခန့်ရတော့မှာပဲဟာဖြစ်မလားကွာအလူငွေကောက်တုံးကရော လူကြီးတွေကိုတင်ပြတုံးကရောနမေကျော်စာရေးဆရာကြီးတွေဟောမယ်လို့ပြောခဲ့မိပြီပဲအရှက်တော်ဟတ်တက်ွယ်တော်မှာပဲ ထို့စီမှာပင်ပွန်ကြီးကနေအောင်กว่าငါတခုစဉ်းစားမိတယ်။ဈေးရှိကဂျာနေအောင်တဲ့သူကိုမေးကြည့်ရင်ကောင်းမယ်။ तू ကတော့စားပေးနဲ့နီးစက်မှာပဲ။ဂျာနေအာဟုတ်ပြီဂျာနေထဲမှာငါဖတ်ဘူးတယ်ကွာ။စားရေးဆရာတွေကလီချန်ကုန်းမှာစုံတတ်တယ်တဲ့။အဲ့ဒီကိုသွားရင်တော့စားရေးဆရာတွေနဲ့တော့တွေ့မှာပဲ။ဖုန်နီကပြောလေသည်ဂျောကုန်းကလီချန်ကုန်းဆိုတာဘယ်နားမှာလဲ။ငါလည်းမသိဘူး။အင်းလီချန်ကုန်းဆိုတာကလီလဲထန်နဲ့ကုန်းလဲဖြစ်ရမယ်။ဒါမျိုးက မင်္ဂလာတို့ဘက်မှာပဲရှိမယ်ဟာမင်္ဂလာတို့ဆိုတာကြဲကြီးပဲမင်းပြောသလိုကုန်းမျိုးတွေကတញင်ဘက်မှာလည်းရှိတာပဲအဲဒါကြောင့်ဈေးရှိကဈာနေအောင်တဲ့သူကိုမေးကြည့်ရမယ်လို့ပြောတာပေါ့ကွာဟုပွားကြီးကပြောပြန်သည်ကိုကြီးငွေကခေါင်းတញင်ငယ်လှုပ်နေပြီးမှအင်းမင်းတို့တော်တော်တိုးတက်လာပြီအဲဒါလို့ကိုပိုင်းအတွေးနဲ့အဖြေထုတ်တက်အောင်လေ့ကျင့်ပေးတဲ့အနေနဲ့ငါကတမင်ဘာမှမသိတယ်လို့နေနေတာကွာဖိုးနေပြောတာမှန်တယ်လေထံကုန်းမှာသွားရှာမယ် ဒါဆိုလေးထန်ကောင်းဘယ်မှာလဲဆိုတာကိုကြီးငွေသိတယ်ပေါ့အာတကယ်တော့လေးထန်ကောင်းဆိုတာမင်းတို့ထင်တယ်လို့တောင်းကောင်းမဟုတ်ဘူးကွာလဖိဆိုင်နံမဲမိုင်စင်းနဲ့မှငါဖတ်ဘူးတဲ့ဟုတ်လားနံမဲရလဲဆမ်းမယ်ဩဇာကြီးဇာကြီးထိုင်တဲ့နေရာဆိုတော့လဲနံမဲဆန်းဆန်းပြီးရတာပေါ့ကွာကိုကြီးငွေကတော်တော်သိနေတာပဲဒါဆိုအဲ့ဒီလဖိဆိုင်ဘယ်နာမှာလဲဘာလဲရဟဲ့ဟဲ့ဆိုတာမင်းတို့ကိုပညာဆန်းလာအောင်မယ် အာရေးရဗျာဘေးလေးလုံနေပါနဲ့ဗျာဘယ်မလဲပြောကိစ္စရေးကြီးတယ်ဒီမှာကိုကြီးငွေခင်ဗျားလည်းဘာမှမသိဘူးမဟုတ်လားမောင်ဝါကပြက်ပြက်ပြီးတော့မှအေးကွာနေရာတိကြတော့မသိဘူးဒီတော့တည်ရရင်မဲတဲ့လွန်စာရပါပြီကွာဆက်လိုက်ကြည့်ကြတာပေါ့ဟုပြန်ပြောလေသည်ဈေးရှိကဂျာနေရောင်းတဲ့သူကိုမေးကြည့်တော့လေထန်ကုန်းဆိုတာမြို့ထဲက33လမ်းထင်းမှလို့ကြားဘူးတယ်ဟုဆိုလေသည် ထို့ကြောင့်ဖိုးနီပွားကြီးဗတေးတို့မြို့ထဲကိုထွက်ခဲ့ကြသည် မောင်ဝါကသူလဲလိုက်မယ်ပြောသေးသည် သူပါလာလို့စားရကြရီလိုက်မလားမလိုက်ဘူးလားရှင်းရှင်းပြောဘာညာနဲ့သွားဟောင်းနေလင်ပြဿနာဖြစ်မည်ဆို၍ဟောပြောဝဲစဉ်စောက်ဖို့မင်းစီစဉ်မှဖြစ်မှာဟုပြောကားထားကြရလေသည်အရေးတဲ့33လမ်းကိုရုတ်တရက်ရှာမတွေ့ပဲဖြစ်နေသည်33လမ်းကတခြားလမ်းတွေလိုအထက်အလဲအောက်အပြည့်စုံရှိပဲကြားမှာမဟာဗန္ဓုလပန်းချံနဲ့မြို့တော်ခမ်းမတို့ရှိနေတဲ့ပြင်ရှားရခန့်နေခြင်းဖြစ်သည် ။နောက်မှမင်းမြန်စုံစမ်းကြည့်တော့လေတံကုန်းကအထက်လမ်းမှာရှိကြောင်းလမ်းညွန်လိုက်ကြသည်။လမ်းထဲဝင်လာပြီးရှောက်ကြည့်ကြသည်ဓမာယုံရှိမှလက်ဖေးဆိုင်ကိုတွေ့သည်ဆိုင်းပုတ်တော့မတွေ့ဒါပဲဖြစ်မှာပါဟုဖိုးနီကပြောသည်ဘွားကြီးကမေးကြည့်မယ်ကွာဆိုပြီးဆိုင်းရှင်ကိုမေးကြည့်တော့ဟုတ်တယ်ပြောသည်ဒါဆိုဒီကိုဇာရေးဆရာတွေလာကြတယ်မဟုတ်လားဆိုင်းရှင်ကကောင်းညက်ဤအကျွန်တော်တို့ဇာရေးဆရာကြီးနဲ့တွေ့ကျင်တယ်ဇာရေးဆရာကြီးကအများကြီးပဲဘယ်သူနဲ့တွေ့ကျင်တာလဲအဘသူရဲ့ဖြစ်ဖြစ်ပြဇာရေးဆရာဆိုပြီးရော ။မတေးကဝင်ပြောပြန်သည်။ဆန်ရှင်ကခေါင်းကုပ်သည်။ဘလုံးဦးကြောင်ကြောင်ခေါင်းနေနဲ့လာတွေ့နေရပါလေဟုတွေးနေပုံရသည်။တကယ်တော့သူတို့မှလည်းကိုယ်ဒုက္ခနေကိုပြနေခဲ့တာ။လေတံကုန်းကိုရှာတွေ့လိုက်တော့ရန်နာတိုက်ကိုတွေ့တယ်လို့ဝမ်းသာလုံးဆိုပြီးကြောင်တောင်နေဖြစ်ကုန်ကြခြင်းဖြစ်သည်။ထို့ကြောင့်စကားကိုလိမ့်ပန့်လဲအောင်မပြောနိုင်ကြတော့ပဲသူတို့လိုချင်တာကိုအလောတကြီးလျှောက်ပြောနေမိခြင်းဖြစ်သည်။နောင်မဖို့နီကဝင်ရှင်းရသည်စာပေဟောပြောပွဲအတွက်ဖိတ်ချင်လို့ဇာရေးဆရာတွေနဲ့တွေ့ကြနေတာပါဟုပြောတော့ဆန်းရှင်ကအော်ဒီလိုလား ။ဒါဆိုပြောရင်ဆိုရင်ထိုင်နေသူကိုဝေ့ကြည့်လိုက်ပြီးတော့မှအာတော်ပဲဟိုးစွဲမှာထိုင်နေတာဆရာကြီးကွေးပဲ။ဟောပြောပွဲကိစ္စကတော့သူကျွမ်းကျင်ဆုံးပဲ။သွားဂူကြီးတောင်းကြည့်ပါလား။သူညွန်ပြရာသူကြည့်လိုက်တော့ကတော့စရောင်းနဲ့လူကြီးတယောက်ကိုတွေ့ရသည်။အိမ်ကြီးကညစ်ထက်ထက်ဘောင်းဘီကအယောင်လွင့်နေပြီ။ပွားကြီးကမျက်မှောင်ကုပ်လိုက်ဖုန်ဒီဘက်သို့လှည့်ပြီးတိုးတိုးလေးပြောသည်ဟုတ်ပါမလားဘာဟဲ့ကောင်။ ရှားကြီးကူးရတယ်ဆိုတာတကယ်ထိတ်တီးရှားကြီးကဒီလူကြီးကြည်ရတာတော့ပေါ့စီရောက်နေဖိုးကြီးပုံမျိုးပဲဖိုးနီကတရောင်နဲ့ကြိတ်တွက်လိုက်ပြီးမှမင်းကလည်းစားရေးဆရာသမားဆိုတာကဘဝသမားတွေကဒီလိုပဲသမားဝါချကြနေတတ်တယ်လို့ကြားဘူးတယ်ထို့နောက်ဆန်းရှင်ရှိရာဘက်သို့တိုးခဲ့ပြီးအဲကျွန်တော်တို့ကအစိမ့်တက်တက်ဆိုတော့ဒီတိုင်းဝင်ပြောလို့ရပါမလားရပါတယ်ရှားကြီးကူးကဒါမျိုးကူညီနေကြပဲဆန်းရှင်ကသူတို့တွန့်ဆုံနေပုံကိုအကဲခတ်လိုက်ပြီးကဲလာလာကျွန်တော်မိတ်ဆက်ပေးမယ်ဆိုပြီး ဆရာကြီးကိုယ်ထိုင်းနေရစပွဲစီတို့ခေါ်သွားပြီးမိတ်ဆက်ပေးသည်။ဟောပြောဝဲဖိတ်မလို့ဆိုတာလည်းပြောပေးသည်။ဆရာကြီးကိုယ်ကအော်ဟောပြောဝဲကိစ္စကိုကူညီရမှာပေါ့။ဒါနဲ့ဟောပြောဘကဘယ်နေလဲ။မနှက်ပြန်။ဘာ?မနှက်ပြန်။အော်တကယ်ပုံကိုယ်လေးပါလား။အဒီမာပေါ်တာတို့ရဲ့ရုပ်ရှင်တော်ဇာကားကောင်းရင်တပတ်လောက်ကြိုတင်ပြီးလက်မှတ်ဝဲရတာကွာ။ဖို့နီကသူတို့အခက်အခဲကိုတင်ပြသည်မလောက်တတ်မကင်တတ်မှုစီစဉ်မကြဖြစ်ရတာတွင် ဒီပွဲမလုပ်ဖြစ်ရင်ဒုက္ခရရမှာတွေပြောပြီးတောင်းမှန်ရသည်ဆရာကွေးကအော်ဒီလိုလားဖရက်ရှာလေးတွေကိုဒါဆိုရင်တော့လည်းမဖြစ်ပြအောင်ကုညီရမှာပေါ့ငါကတော့လိုက်နိုင်မှာမဟုတ်ဘူးဒီနေ့ညနေကနေခီးထွေရမှာဒီကနေတန်းသွားဖို့ဝင်စားအိတ်တောင်ယူလာပြီးပြီဆိုပြီးဘေးချထားသောအိတ်ကိုပြသည်ဒါဆိုမပူပါနဲ့စီစဉ်ပေးခဲ့မှာပေါ့ဟုဆိုပြီးဇပွဲသူလက်ကြည့်သည် ထိုစဉ်မှာပင်ကန်စိုးသူမောင်ညူကိုလှမ်းမြင်လိုက်ရလေသည်ဟေးချူးညူဟုလှမ်းခေါ်လာလေသည် ။တဝိုင်းကျော်မှာထိုင်နေသောမြန်မာနေလူကလှမ်းကြည့်သည်။လာစမ်းမအောင်ကဒီမှာကုညီတောင်းဆရာရှိလို့ဂျီဝညိုကဒီဘက်စပွဲသို့ကူးလာလေသည်။ဆရာကြီးကဒီရဘော်ဓာလေးဒုက္ခရောက်လာလို့ကုညီပါအောင်ကမနေ့ဖန်ညကြရင်တို့စီမှာဟောပေးနိုင်မလား။ကျွန်တော်ကတပည့်ကောင်နဲ့အစိုးရ9နိုင်လောက်ခီးထွက်ရမှာတိတ်ကတိနေမယ်။ဟာသူတို့နေရာကတိတ်မဝေးပါဘူးကွာ။ညာရင်းချင်းပြန်ဖို့ပြေးလို့ရပါတယ်ကွာ။ဒါမှမဟုတ်ဝင်စားအိပ်ပါယူသွား။သူတို့စီမှာအိပ်ပြီးမနေ့9နိုင်မိဖို့ခိုင်းပေါ့။ဒီစီစဉ်မှာတိတ်တော်မလွယ်လား။ စာပေဟောပြောဝဲဆိုတာကအနည်းဆုံး7နှစ်တနားရီလောက်မှပြီးတတ်သည်။စကားပြောတာနဲ့နှုတ်ဆက်တာနဲ့ပွဲပြီးဧကန်တွေးမွေးတာနဲ့2နာရီ3နာရီလောက်မှလက်စတတ်တတ်သည်။9နာရီပြန်ထွက်ရမှာဆိုတော့အိပ်ဖို့ချိန်လည်းမရှိ။နောက်တနေ့ကားပေါ်ရထားပေါ်မှာဆိုတော့အိပ်လူကလည်းအဆင်မပြေညကြတော့ဆက်ပြောဆက်ဟော2နာရီ3နာရီထိတော်တော်ပင်မမ်းမိကိစ္စ တို့ရရင်ဆရာချီဦးညိုသည်အိမ်မနေလင်းလဲနားပူတယ်ဆိုပြီးအပြင်ထွက်ဖို့အမြဲချောင်းနေသူဖြစ်သည်အခုလဲတညလောက်တက်တာလဲမနေဟုတွက်တလားမသိအင်းဒီလိုဆိုတော့ဖြစ်ပါတယ်ဟုသဘောတူလိုက်လေသည်အေးဟုတ်ပြီနောက်ဘယ်သူလိုက်နာအောင်မလဲရှာပါအောင်ခဟောဟောဟောဟုမဆန်ရှိကဖြတ်ရှောက်သွားတော့အသားညိုညိုခတ်တုတ်တုတ်လူကြကိုလက်ညှိုးထိုးရင်ဆရာကြီးကလမ်းခေါ်ပြန်သည်ဟေးပြန်ဝင်းပြန်ဝင်းတို့သူကလည်း လက်ကြည့်ပြီးနောက်ဆိုင်ထက်ဝင်လာသည်ဆရာကြီးခွေးကထိုင်ခိုင်းပြီးဟာရာဆိုင်ဇီယာမောင်သစ်စင်းနဲ့ဟုမိတ်ဆက်ပေးသည်ဘုန်းကြီးကခုနကဆရာကြီးခွေးခေါ်တာနာမည်တမျိုးပါလားဩဒီလိုလေဆရာစောကြီးရဲ့ကြပြားထဲမှာငါကြီးပြောင်းဝင်မောင်သစ်စင်းလို့ပါတယ်မဟုတ်လားဒါကြောင့်သူ့ကိုနောက်ချင်းပြောင်းနေတဲ့အခါပြောင်းဝင်လို့ခေါ်တာကဲငါကြီးပြောင်းဝင်ရင်ဟော်ဒီဘောရာတွေကဟောပြောပွဲလှုပ်ချင်လို့ဆိုပြီးဖို့ဒီဒုက္ခကိုပြောပြအကူညီတောင်းသည်ကျမောင်တင်စင်းသည်အိမ်မနေလေနားပူတတ်သူမို့ပဲလား လက်ညီတော်ဆရာချီဦးညွန်းနဲ့သွားရမှာမို့ပဲလားမသိအလွယ်တကူလက်ခံလာလေသည်ထို့နောက်ဆရာနှစ်ယောက်သည်တောင်းနေတောင်လက်ကုပ်ပြီးထထက်သွားကြ၏ကဲနှစ်ယောက်တော့ရပြီဟောပြောဝဲဆိုတာသုံးယောက်မှကောင်းတာတယောက်ရှာရအောင်မယ်ဟုဂျာကြီးကွေးကပြောလေသည်ထို့ကပတိကမရေတရေလီတန်ဖြင့်ဟိုအမျိုးသမီးဆရာမတယောက်လောက်မရနိုင်ဘူးလားအမျိုးသမီးအဲနေအောင်ဒီညနေမတန်းမြင်အောင်ကိုစာမူတပုတ်ပေးဆရာရှိတယ်အဲသူ့ကိုမေးကြည့်အောင်မယ်မေးကြည့်ပေးမယ် အဲ့ဒီဆရာမတမ်းမြအောင်ဆိုတာချော်လိုက်ဒီလိုမေးရတာကအကြောင်းရှိသည်ဆာရေးဆရာမငငယ်ချော့ချော့တရားကိုရအောင်ဖိတ်ခဲ့ပါဟုလူကြီးတွေကမှားလိုက်တော့ကြောင်းဖြစ်သည်တခြားအကြောင်းတော့မဟုတ်အမျိုးသမီးဆာရေးဆရာပါလင်လူငယ်ပြိသက်ဘိုးစိတ်ဝင်စားမည်ဟုတခြားပွဲမျိုးတွေလိုတွက်မိကြတော့ကြောင်းဖြစ်သည်ဆရာကြီးကွေးကပြုံးလိုက်ပြီးဟာချော့တာဗောဟာချော့တာဗော Ghost ဆရာကလည်းကမင်းသမီးဝူပြီးကိုပန်းနဲ့တပုံစံနဲ့ပဲချီဘူးတယ်မဟုတ်လား ဝိညာဉ်ချစ်သူဆိုပြီးကြော်ညာခဲ့တာလေ။အော်ကြည့်ဘူးတယ်။မင်းသားကတည်သွားပြီးမှဝိညာဉ်ဘဝနဲ့ကောင်မလေးကိုစောင့်ရှောက်တာလေ။အဲ့ဒီမင်းသမီးကအရန်ချောတာပဲ။သူတို့ကဒမ်မီမိုးကိုပြောသည်ဟုထင်နေသည်။ရှာချီကွေးပြောသည်ဝူပီကိုဘတ်ဆိုတာကထိုဇာကားထဲမှာပဲနတ်ဝင်တဲ့ဘေးရင်ဆီယာမအဖြစ်သေုပ်ဆောင်ပြီးအကယ်ဒမီရသွားတော့လူမဲမင်းသမီးကိုဆိုလိုခြင်းဖြစ်သည်။ကဲကဲကဲ အားလုံးအဆင်ပြေပြီးဝဲထားပါတော့ဘောရာတို့တိတ်ကန်ကောင်းနဲ့ဈာရေးရှာတွေကိုအခုလိုလက်ဖြစ်ဆိုင်မှာကောက်တင်းကောက်လာခေါ်လို့ရတာမဟုတ်ဘူးတက္ကစီငားတယ်လို့အားသလားလိုက်မလားဆိုပြီးခေါ်လို့ရတာလည်းမဟုတ်ဘူးခုဟာကဘောရာတို့အခက်အခဲဖြစ်နေလို့စာပေစိတ်နဲ့ကိုချင်းစာပြီးလက်ခံကြတာသူတို့ကိုလိုလေသေးမရှိပြုစုလိုက်ပါနော်ခုနီတို့မှာဆရာကြီးဘွေးကိုထိုင်းရှိကိုကျင်းလာအောင်ကျေးဇူးတင်သွားသည်သူတို့ဤမှာအခက်အခဲကြီးပြေလည်သွားပြီဆာရေးဆရာမချော့ချော့လေးတယောက်လည်းပါအောင်မီ ဆရာကြီးခွဲကိုကျေးဇူးတင်ကြောင်းထပ်ထပ်ပြောသည်။မနက်ဖြန်ညနေဒီဆိုင်မှာပင်ဆိုင်းဆရာတွေကိုလာကြုံမိကြောင်းပြောပြီးထပြန်သွားကြသည်။သူတို့မှာဝမ်းသာလုံးဆိုပြီးတရင်ကောင်းကိုရက်ွက်ထဲမှာပြန်ပြောခြင်းစုံနဲ့ထပြေးကြရာတခုတတိလစ်သွားသည်။လက်ဖက်ရည်ဖို့ရှင်းမသွားမိခြင်းပင်ဖြစ်သည်။ဆရာကြီးခွဲမှာလည်းတအားလောက်နေမှာတတိရပြီးနဘူးကိုရလိုက်မိလေတော့သည်။ဟောပြောပွဲအတွက်လည်းစီစဉ်ပေးရ။လက်ဖက်ရည်ဖို့လည်းရှင်းရသည်။ဒီကြတဲ့မောင်တစ်စင်းကအကောပြန့်ကျော်တခုကောက်ဝါသွားသေးသည်။ နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ